ကိုယ့်ကိုစမ်းသပ်ရမယ်ငါဟာသီလရှိရလားငါဟာပညာရှိရလားသီလရှိပြီပညာရှိပြီဆိုရင်ငါဘုရားတန်ဖိုးရှိပြီတို့ပဲတွေ့ကျန်တာတွေမတွေ့နဲ့ပဲဆန်ရှိမှတန်ဖိုးရှိတယ်လို့ပြောဘူးနော်ဝိจิตနာများဆိုတာ30မှတန်ဖိုးရှိတယ်လို့ပြောဘူးခွန်ကြီးဒီသီလရှင်နေလဲဘုံကံကြီးမှသီလရှိဘုံကံကြီးမှတန်ဖိုးရှိတယ်လို့ပြောတာမဟုတ်ဘူးသီလရှိမှတန်ဖိုးရှိတယ် ကျောင်းကြီးကန်းကြီးနဲ့နေနိုင်ရင်တန်ဖိုးရှိတယ်လို့ပြောတာမဟုတ်ဘူးသိနာရှိရင်တန်ဖိုးရှိတယ်ပညာရှိရင်တန်ဖိုးရှိတယ်ပညာရှိရင်တဲကုန်နဲ့ပဲနေနေသိနာရှိရင်တဲကုန်နဲ့ပဲနေနေတန်ဖိုးရှိတယ်လို့ပြောတယ်အဲ့တော့တန်ဖိုးဆိုတာပစ္စည်းဥစ္စာမဟုတ်ဘူးလက်လက်ပါးတွေပစ္စည်းတွေမဟုတ်ဘူး